်ပါတီသင်ခန်းစာထဲမှာတော့ကျမတို့ကလက်တွေ့လုပ်တဲ့အနေအထားတခုကိုပြချင်တာအဲခုနကပြခဲ့တဲ့ကျမတို့စက်နဲ့ကြွားတယ်အဲဒါကကျမပို့ပြီးတော့ခါကြတာဒီ OD တိုင်းပို့ရန်အတွက်ကိုဒါအဲ နောက်ထပ်ပြုလုပ်ထားနေတာတခုပေါ့ဆိုတော့ဒီဆက်နဲ့ပတ်သက်ပြီးဒီပုံစံပမာပုံစံအနေထားမျိုးပဲဆရာမရှိပိုင်းကဒီ biochemistry test principle ပေါ့နော်အဲ့ဒါ lesson စီးပြီးပြောခဲ့တဲ့တော့အသေးစိတ်ရှင်းပြထားတယ်ပေါ့နော်ဘလို့နေနေထားမျိုးနဲ့ဒီဆက်တွေကအလုံးလုံးပဲတဲထဲမှာရှိတဲ့အစိတ်ပိုင်းတွေကဘာတွေပါဝင်တယ်လဲနောက်ကဏန်းတွေဘာလို့ဘလိုမျိုးပြရလဲတဲထဲမှာဘလို filter မျိုးတွေရှိတယ်လဲပြီးတော့ရလာတဲ့ဒီကဏန်းတွေကဘလို sample interpret လုပ်မလဲဆိုတာကျမတို့ဒေစာပြပြခဲ့တာရှိပါတယ်ဆိုတော့မကြေညာသေးလို့ရှင်အဲ့ဒါကိုသွားပြီးတော့အဲလေ့လာသွားပြီးတော့မှကျွန်တော်ဒီကိုပြန်လာပြီးတော့ ော့ထပ်ပြီးတော့လေ့လာပါပေါ့နော် ဒီမှာကျွန်မတို့ manufacturing instruction အတိုင်းကိုပဲသူကအဲလုပ်နေတဲ့ဒီသားမျိုးကျွန်မတို့တွေ့ရမှာဖြစ်တယ်။အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့အရင်ဆုံးကနုပ်တည်ထားမှာကမိမိရဲ့အသုံးပြုတဲ့ဘယ်လိုမျိုးဒီအဲ reagent ပေါ့နော်ဘယ်လို manufacturer ကဘယ်လိုကုမ္ပဏီကထုတ်တဲ့ reagent မျိုးဖြစ်စေမသုံးရင်မှာကျွန်တော် manufacturing instruction ကိုတည်ချာဖတ်ပါ။အဲသူရဲ့ဒီအသုံးပြုရမယ့်ပမာဏပေါ့100 ml တကယ်လို့ကျွန်မတို့မှာရင်းမြစ်နေပါဒီသားမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့100 ml သူပြောထားတဲ့အတိုင်းမသုံးနိုင်ဘူးဆိုလို့ရှိရင်တစ်ဝက်တစ်ဝက်စီကျွန်တော်ဘယ်လိုလျှော့ချမလဲပေါ့နော်။အဲတရားမသုံးမနဲ့90ပဲသုံးကြမယ်။အဲတော့90ကိုသုံးမဲ့ဆိုလို့ရှိရင်တော့ ်အဲဘယ်လိုမျိုးကျွန်မတို့ကဒီ intensity တောင်းဝနိုင်တယ်သုံးလိုရရလားပေါ့နော်ရရတယ်ဆိုရင်ကျွန်မတို့ correct လုပ်မယ်အမရအောင်ဆိုလို့ရှိရင်လည်းသူပြောတဲ့အတိုင်းပဲပေါ့နော်မတန်တာဒါမျိုးတွေကျွန်မတို့ရှိရပေါ့အဲ့တော့ဒီမှာကျွန်မတို့ထုံးစံအတိုင်း reason 1 2ရှိမှာပေါ့နော်ခုနကကျွန်မတို့ပြောခဲ့တဲ့အတိုင်းပဲ ့ရဲ့ဒီ solution တွေပေါ့နော် working solution တွေကိုသတ်မှတ်ထားရပမာဒါတိုင်းကျွန်တော်ထည့်နေအောင်ပြောင်းအောင်ဖြစ်တယ်ပြီးတော့ကျွန်တော်သတ်မှတ်တဲ့အချိန်တိုင်းကျွန်တော်ဗနက်မိနစ်ထားပါလဲ5မိနစ်လား10မိနစ်လားထားပြီးတော့ကျွန်တော် incubate mix လုပ်ပြီးတော့ခါကျောင်း incubate လုပ်ထားအောင်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အလုံးကျွန်တော်တို့သတ်မှတ်ထားတဲ့ဒီအကျုပ်၃ချောင်းစလုံးကိုဒါသူထည့်ထားထည့်နေတဲ့နေတော့ကျွန်တော်ဒီမှာတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒါ working relation တွေစာပြီးတော့သူထည့်လိုက်ပြီပေါ့နော် ကျွန်တော်သုံးမဲ့ကျွန်မတို့ပီပက်တွေပေါ့နော်နာမည်ဟိုကတော့ကျွန်မတို့ပီပက်လို့တော့မခေါ်ဘူးတကယ်အမှန်ပိုက်ပက်ပေါ့နော်အဲ့တော့နှုတ်ကြိုးတဲ့လူရယ်ပီပက်ပေါ့နော်အဲ့တော့သူ့ရဲ့သုံးမဲ့ကျွန်မတို့ပီပက်ကလေးပဲအဲပိုက်ပက်ကလည်းပဲပေါ့နော်ဘလောက်ထိဒီရှိရမှာလဲပေါ့နော်ဘလောက် mail တွေရှိရမှာလဲဆိုတဲ့အတိုင်းတောင်လည်းပဲဘာမှကျွန်မ test မလုပ်ခင်မှာတေချာလေးကျွန်တော် check ထားဖို့လိုရယ်ပေါ့နော်ဘလောက်ထိယူမှာလဲဆိုပြီးတော့ဟာကြတော့ကျွန်မတို့တေချာလေးတီးထားမှသာလေး အဲလုတ်လို့ရမှာဖြစ်တယ်ပေါ့နော်အခုစပြီးတော့သူအဲ test ကို run ဖို့သူစလုပ်တယ်ပေါ့နော်ခုနကပါယူထားလုတ်ထားတဲ့အဲ chip သုံးချောင်းကနေပြီးတော့သူစပြီးတော့ဒီ water ပေါ့နော် blank ကိုသူစပြီးရင်တိုင်းနေပေါ့နော် blank မှာဆိုလို့ရှိရင်တော့သူရေ body ကဘယ်လောက်ရှိမလဲဆိုတာအရင်ဆုံးမှတ်ရတယ်ပေါ့နော် principle အပြည့်တော့ခုနကကြားတဲ့ပုံစံနဲ့တူတူပဲဖြစ်ပါတယ်အဲ blank ရှိရမယ့်အနေထားဒီသူရေ OD အဲဘယ်လောက်တိ ့ရှေ့ရမှာလဲဆိုတော့ဒီတော့သူ set လုပ်တယ်ပေါ့နော် blank မှာရှေ့ရမှာ od ရဲ့အထဲမှာရှေ့ရမှာနိုင်ကုန်သူအားလုံးအစင်းနဲ့ပြင်လာပြီဆိုလို့ရှိရင်သူစပြီးတော့ဒီ standard နဲ့ test နဲ့ဥစပြီးတော့တိုင်းလို့ရပြီပေါ့နော် okay ဒီမှာစပြီးတော့ standard ကိုစထည့်တော့မယ်ပေါ့နော် standard ကိုတက်မှတ်ထားတဲ့ပမာဏတိုင်းစပြီးတော့ထည့်တော့မယ် အဲ့ဒီမှာသိရမှာကအချိန်ပေါ့နော် time sensitive ဖြစ်တယ်ဆိုရင်ဒီထောက်ဒီမှာသူဒေတာလေးပြောခြင်းနဲ့ပြောပြောထားတယ်ပေါ့နော်ဆက်မဒီမှာလည်းအဓိကပေးခြင်းနဲ့ message ကအဲ့ဒါပဲစပြီးတော့သူဒီ chute တဲ့ဟိုပေါ့နော်ဒီ working solution နေနဲ့ထားပြီးတော့ incubate လုပ်ထားတဲ့ chute တဲ့ဟိုသူစပြီးတော့ထဲတဲ့ဒီအနေထားဟိုပေါ့နော် standard စပြီးတော့ထဲတဲ့ဟာကိုသူလုံးဝအချိန်မှတ်ထားတာကိုတွေ့ရမှာဖြစ်တယ်လုံးဝ audio လည်းပဲအဲလုံးဝပြန်ပြီးတော့ setting အဖြစ်အောက်ဆုံးပြန်ချထားလိုက်တယ်ပေါ့နော်ဒီမှာသူ timer နဲ့မှတ်တဲ့ဟာကိုလည်းပဲအတိအကျဒီမှာပြထားတာတွေ့ရမှာဖြစ်ပါတယ် โอเคเนาะအဲ့တော့ဒီမှာသူစပြီးတော့ထည့်လိုက်တာနဲ့ဘယ်ဘီဘက်ကတရားကကူပေးနေရဲ့ assist တရားရှိရဲ့ပေါ့เนาะ assistant တရားရှိရဲ့ assistant ကဘီကနေပြီးကူပြီးတော့အဲတိုင်းမိတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ခုနကကျွန်တော်တို့အဲလုံးဝဒီအောက်ဆုံးမှာရှိတဲ့အနေထားနေပြီးတော့ဒီ01ရှိတဲ့နေရာနေပြီးတော့စပြီးတော့သူရဲ့ digit တွေပြပြစင်တက်သွားရပေါ့เนาะအချိန်တမ30 20လောက် ဖြစ်တဲ့အခါမှာဒီမနာဘာပြရမလဲ100ကျော်ကျော်ကနေ140 150 150ဒီဆမားတို့သူ့ရဲ့ reaction ပေါ့နော် color reaction ဖြစ်ပေါ်ထားတဲ့အနေထားအတိုင်းကိုသူကဖတ်ပြသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဟာကိုကျွန်တော်တို့ကအချိန်အားဖြင့် sensitive ဖြစ်တဲ့ဆိုတော့သိဖို့လိုမယ်သူပဲအချိန်မှာအဲဖတ်တယ်အဲအစပြီးတော့ကျွန်တော်တို့ set လုပ်ထားတဲ့အချိန်မှာဘယ်လောက်ရှိတယ်သူရဲ့သတ်မှတ်ထားတယ်ဆိုတော့2မိနစ်ဆိုရဲ2မိနစ်2မိနစ်ခွဲဆိုရဲ2မိနစ်ခွဲကြာတဲ့အခါမှာဘယ်လောက်ထိပြောင်းလဲသွားလဲဆိုတော့ဒီစာလေးတိတိကျကျကောင်းလို့ပြီးကိုလိုအပ်ပါတယ်ကောင်းလို့ပြီးဆိုတော့ဖတ်ပြတာပေါ့နော် ပရီလောက်ပဲပေါ့လိုရတယ်ပေါ့နော်ကျွန်မဒီမှာဆရာမအတိအကျအရာလေးကိုညချင်းနေပေါ့နော်သူဒါတော့လည်းပဲသူရှင်းပြနေတယ်ပေါ့ဒါမှမဟုတ်ဆရာမတို့ကအင်္ဂလိပ်လိုရှင်းပြရတဲ့အတွက်ကြောင့်မလို့ဆရာမဒီမှာအဲသူ့ရဲ့ဟိုဟာကိုတော့မပြောပြတော့ပေါ့နော်ဒီခဏန်းတွေပါညာတွေကတော့မပါတဲ့အတွက်ကြောင့်မပြောပြတော့ဟင်ဒီလိုသူကရှင်းပြနေရဆိုတော့ အိန္ဒိယနဲ့အဲဒီကျမတို့အဲအိန္ဒိယဘက်ကပေါ့နော်အဲဘက်ကတော့ကျမတို့စေးနဲ့ပတ်သက်ပြီးစေးနီးပညာရေးစေဝါထုတ်လို့ရေးနဲ့ပတ်သက်ပြီးတော့ကျမတို့တကယ်ကိုပဲအာရှအပြင်ဟိုကမ္ဘာဒီဈေးကွက်မှာပါသူတို့ကအရင်ကနာမည်ရှိရယ်ပေါ့နော်အရင်လည်းစူးစမ်းကြတော့ကျမဒီမှာပြခြင်းနေသူတို့ရဲ့ဘာသာဖြစ်တဲ့အင်္ဂလိပ်အင်္ဂလိပ်ဘာသာကို literature နဲ့ကျင်သုံးပြနိုင်တယ်လို့ဟိန္ဒီဘာသာနဲ့လည်းပဲကျမတို့သင်ကြားရေးပေါ့နော်ဒီလိုမျိုးကျမတို့ educational content တွေအများကြီးသူတို့ launch လုပ်ကြရတယ်အများကြီးလည်းပဲသူတို့ရဲ့ community က support လုပ်ကြရတယ်ပေါ့နော်ဒါလေးကကျမတို့အရင်အတူယူချက်ကောင်းတဲ့အချက်ဖြစ်ပါတယ် okay ကျမတို့အဲ stand up ပြီးသွားပြီဆိုရင်နောက်ဆုံးကျမ ော့တကယ်နဲ့ patient ရေး sample စပြီးတော့တိုင်းလိုပဲပေါ့နော်အဲ့တော့ဒီမှာသူယူလိုက်ပြီပေါ့နော် sample ယူလိုက်ပြီ email လို့ထားပြီးသားကျွန်တော်တို့ကျူထဲမှာစပြီးတော့ထည့်ပြီးပေါ့နော်ထည့်ပြရတာတွေ့ရအောင်ဖြစ်တယ်ဒီမှာလည်းပဲအဲ့လိုပဲ time sensitive ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စပြီးတော့ထည့်တဲ့အချိန်ပေါ့နော် first time အဲဒီ reaction အနေနဲ့ဒီဟာကကျွန်တော်ယူတဲ့နေရာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒါကကျွန်တော်တို့ကဒီအဲ first time reaction, second reaction ရဲ့အဲအဓိကအချက်ဖြစ်ပါတယ် โอเคเนาะสาပြီးတော့သူထည့်လိုက်တဲ့ချိန်ကနေစာပြီးတော့ဆမ်ပဲထည့်လိုက်တဲ့ချိန်ကနေစာပြီးတော့မှတ်တယ်တမ်းပြီးတော့ဒီအာ OD ဆမ်ပြီးတော့ဒီမှတ်တဲ့အနေထားကိုစာပြီးတော့တွေ့ရမှာဖြစ်ပါတယ် โอเคเนาะဒီမှာကျတော့ test ဖြစ်တဲ့အတွက်ကြောင့်မလို့ကနန်းနေရခုနကကျွန်တော်100ကျော်မဟုတ်တော့ဘယ်နဲ့200ကျော်အဲ250အဲ့လောက်ထိဒီညားလာတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးမှာကျွန်တော်တို့သူ့ရဲ့သတ်မှတ်တဲ့ဒီအချိန်ပေါ့เนาะ1မိနစ်1မိနစ်ခွဲပေါ့အဲ့မှာသူရလာတဲ့ဖြေကိုယူလိုက်တယ် အဲပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ဒီ note down လုပ်ထားတဲ့ SP တွေကိုယူပြီးတော့ form ကြားရဲထည့်ပြီးတော့စာတင်ပြတ်လိုက်မယ်ဆိုလို့ရှိရင်တော့အဲနောက်ဆုံးပေးကျွန်တော်တို့ login နဲ့ဒီ create နည်းရဲ့ result ကိုရရှိမှာဖြစ်ပါတယ်ဆိုတော့အချိန်အားဖြင့်တော့အဲပြင်ဆင်ရတဲ့အချိန်ယူရတယ်ပြီးတော့တခုချင်းတွေတိုင်းရတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကအများကြီးတစ်ချိန်နဲ့တစ်ချိန်နဲ့တိုင်းနေရတဲ့ဆက်ဆက် အဲဒီဈေးရုံနေမှာဆိုလို့ရှိရင်တော့အဆင်မပြေဘူးအဲနည်းနည်းပပလာပေါ့နော်အဲ test ဒီပုံစံ press parameter လည်းမများအဲတိုင်းစင်နေနောက်တစ်ခုကလူနာကလည်းနေရတယ်ပေါ့နော် inpatient နေရတယ်ဒါမှမဟုတ်ရှင်လည်း outpatient နေရတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ရှင်လည်းပဲတစ်ပတ်လောက်မှတစ်ခါလောက်ဆုပြီးတော့ဆရာတို့ test ဒီ run ရတယ်ဆိုရင်ဒီ time ပြည့်တဲ့ဆိုလို့ရှိရင်တော့ဒီလို method ကတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒါကဘာလဲဆိုရင်ရင်းမြစ်နယ်ပါဒေတာတွေအတွက်အဓိကအားပြုပြီးတော့တိုင်းတာရမယ်ဒါ classical method ဖြစ်တဲ့ Jeffy method ဖြစ်ပါတယ်ဆိုတော့ classical ဖြစ်တဲ့အားနည်းချက်ကြီးအများကြီးရှိတယ်ဆိုပေမဲ့မသုံးတော့လားဆိုတော့မဟုတ်ဘူးခုနကဆရာပြောခဲ့သလိုပဲသုံးတယ် ဲ့တကယ်လည်းအသုံးဝင်တယ်ဒါပေမဲ့သူ့ရဲ့ဟာနေချက်တွေကိုလည်းသိထားရမယ် accuracy ကတော့ဘလောက်တိရှိတယ် screening လောက်ပဲလုပ်တင်တယ်ဆိုတာလည်းသိထားရမယ်တခြားသောကြောင့်အချက်လက်တွေကိုလည်းအများကြီးထည့်သွင်းပြီးစဉ်းစားရအောင်မယ်နောက်ဒါရီနဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့ဆန္ဒအဲဟောပေါ့နော်တကယ်လို့ကိုယ်စိတ်ထဲမှာဒီဟာနဲ့ပတ်သက်ပြီးတော့ အဲဟိုဖြစ်တယ်ဆိုလို့ရှိရင်တော့အဲပို့ပြီးတော့ save ဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်မပြောဆို comment တွေဒီစားလေးရေးပေးဖို့အတွက်လိုအပ်တယ်တစ်ဖက်ကဒီဖြေကိုဖတ်ပြီးတော့သုံးပြီးတော့စေပညာရှင်ဒီထောက်လို့ပြင်ပြချိဖို့လိုတာပေါ့နောက်ဆုံးကျွန်မတို့ဒီမှာရရှိရဲ့ concentration of the test ကိုဒီမှာ A2 A1 ပေါ့နော်ခုနကကျွန်တော်တိုင်းတာလို့ရရှိရဲ့ test standard 2ရဲ့ဒီအဖြေတွေနဲ့ကျွန်မတို့အားချနာပြီးတော့ဟာကျတော့ concentration of the test နဲ့အဲ standard concentration နဲ့ standard နဲ့မျှောက်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ lose နဲ့ creatine ရဲ့အပြင်နောက်ဆုံးမှာရရှိမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောခြင်းနဲ့အဓိကရယ်ကျွန်တော်တို့ time sensitive ဖြစ်တဲ့ဆိုတာလူကျွန်တော်တီဗီရီယိုမှာဒေစာလေးပြချင်တာဖြစ်ပါတယ်အဲ3ထားပေါ့နော်ကိုယ့်ရဲ့ဒီအဲစပြီးတော့ beginner တွေအတွက်ဆိုလို့ရှိရင်တော့ဒီအာပို့ပြီးလိုပါတယ်လိုလိုရတဲ့အစဉ်ကြီးကခက်လည်းမခက်ဘူးများလည်းမများဘူးရှုပ်လည်းမရှုပ်ဘူး principle ကလည်းအရန်လွယ်တယ်ပေါ့နော်အရန်လည်းသုံးဝင်တယ်ဒါမဲ့လည်းပဲအဲကျွန်တော်တို့တီချာတီချာမပြထားဘူးဆိုလို့ရှိရင်ဆရာမကြနေဆရာမပြနေမကြဖြစ်နေမှာဆိုပြီးတော့ဒါလေးတီချာလေးပြရခြင်းဖြစ်ပါတယ် ဒါကြောင့်ကျမတို့က Jeffy reaction ပို့ပြီးတော့ကောင်းစီရန်အတွက်ဆိုပြီးတော့ဟာကျတော့နှီးလည်းနေမျိုးမျိုး modify လုပ်ကြရပါတော့ရှေးရဆောင်ပြောခဲ့တဲ့အထက်မှာလေးပါပါတယ်အဲ့တော့ဒီမှာ rate blanking method ဆိုရဟာသုံးတယ်ဒါကြောင့်ဒီမှာ bilirubin အသားပေးပုံစံမျိုးတော့ဖြစ်သွားပြီအဲ့ဒီကြောင့်ကျမတို့ absorber နေကြောင်းနေဖန်ကြဆိုရှင်ဒီ rate blanking method ကပြင်ဆင်ပြီးရပါတော့ပြင်ကျမတို့အသေးစိတ်ကိုထပ်ပြောရှင်းပြအောင်မယ်နောက်ခုနကကျမတို့ပထမတစ်ခု video မှာကြားခဲ့တဲ့ method ပေါ့နော် deep proteinization ပေါ့နော် density asset သုံးပြီးတော့ဟာကျတော့ interferon short chain ဟာ protein short chain ရဲ့အတွက်ကြောင့် protein ကြောင့်ဖြစ်တဲ့ interferon ဆိုကျမတို့ကကောက်ပြီးသားဖြစ်တယ်ပေါ့နော်ဒီမှာရှင်းထားတဲ့ တ်မယ် protein ကိုသွားဖယ်ပေးတာနောက် light reagent ဆိုတာရှင်ဆိုတော့ဒီဒီစကလုံးနဲ့ပတ်သက်ပြီးတော့ဒီသူ့ရဲ့ အတန်ရက်အမှန်က live ဖြစ်လောင်ဖြစ်လားဆိုစမမသိကြဘူးပေါ့။ဒါပေမဲ့ပြောချင်တာကအဲ့ reaction ကိုအရင်တော့သုံးတယ်။အဲ့တော့ enzymatic method တွေမပေါ်ရင်တော့ဒီကောင်ကကျွန်တော်တော်တော်လေးကောင်းနေတယ်မှာပါတယ်။သူကဒီ acidic solution နဲ့ creatinine ကိုသူဖယ်လိုက်တယ်ပေါ့နော်။ဖယ်တဲ့ဆက်မှာ ADS ဟိုအဆော့ AB မဟုတ်ဘူးနော်။ AB ကကျတော့ကျွန်တော်တို့ကဒီဟိုပေါ့နော်။ဆုပ်ယူတဲ့ AB ကိုပြောတာ။ဒီမှာဒီကဟာကျတော့ AD absorb ဆိုတာသူကတ်လိုက်တာပဲ။အဲ့တော့အဲ့လိုကတ်လိုက်အောင်လို့သူကအဲ့ live reaction ကသူလှုပ်ပြီးနိုင်တယ်။ပြီးတော့မှဟာကျွန်တော်အဲ့ဒါလှုပ်ပြီးသွားပြီးဆန်တပြူလုံးမယ်။ထွက်လာတဲ့အဖြေပေါ့နော်။ဒီ ilu တဲ့ထွက်လာတဲ့အဖြေဆိုတာထွက်လာတဲ့ ilu တဲ့ creatinine ကိုကျတော့ကျွန်တော်တို့က သွားပြီးတော့ egg line media တွေမှာတိုင်းလို့မယ်ဆိုရင်တပိုးပြီးတော့တိကျရဲဆိုပြီးတော့ပြောရဲပေါ့နော်ဒါရဲဒီမှာ name modify jeffy method တကူပေါ့နော်အဲ့တော့ဒီကောင်ကတိတ်ပြီးတော့အရင်ကြီးတော့ဝါမဖြစ်ဘူးအကောင်းလားဆိုတော့အရင်တော့မကောင်းဘူးဒါပေမဲ့ method အားဖြင့်ဆိုရင်နည်းနည်းလေးလောက်ရတာနည်းနည်းလေးလက်ဝင်နေဆိုရင်ဒါမျိုးရှိတဲ့ဟာလေးပါတယ်ပေါ့နော်ဒါကြောင့်မို့ဆိုတော့ examining method ကိုဒီဟာသုံးမဲ့အစားပေါ့လीနော် အဲ့ဒါမဲ့ method ကိုသုံးမယ်ဆိုရင်နောက်ဆုံးနောက်ပိုင်းမှာပြောချင်နောက်ဆုံးကျွန်တော်တို့ method တစ်ခုကတော့ compensate တဲ့ method ဆိုတာရှိဒီကောင်ကကျတော့ကျွန်တော်တို့နောက်ထပ် interval တွေပို့ဒီပို့တဲ့ပို့ပြီးတော့နီလန်းနည်းစီရဲ့နီလန်းလည်းဖြစ်တယ်ပို့ပြီးတော့လည်း automated analyzer တွေထဲမှာပေါ့နော် set တွေအကြီးတွေမှာထည့်ပြီးတော့သုံးချင် method ဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့အခုချင်းစီရဲ့ method ကြောင့်ဆိုတော့နည်းနည်းထည့်ပြီးတော့ရှင်းပြပေးပါမယ်ပို့ဘူးသူရအနေနဲ့လည်းရအောင်ဒီကလူများကိုယ်အနေနဲ့မိမိအနေနဲ့ပေါ့နော်ဒီ laboratory အကြီးတွေဒါမှမဟုတ်ရှင်လည်းပဲကိုယ့်ရဲ့ဒီရင်းမြစ်အဲ data တွေထဲမှာဒီ set set တွေတခုချလာချတော့မယ်ဒါမှမဟုတ်ရှင်လည်းကိုကိုယ်တိုင်း င်ရအဲ့လိုရှိတဲ့နေရာမှာသွားပြီးအလုပ်လုပ်ရမယ်ဆိုလို့ရှင်ပို့ပြီးတော့အဆင်ပြေနိုင်စေရအတွက်လက်တွေ့ကျွန်တော် clinic ရဲ့အဲဟိုပေါ့နော်ခုရဲ့ practice အတွက်ကိုရည်ရွယ်ပြီးတော့ကျွန်တော်ဒါလေးရှင်းပြရမယ်ဖြစ်ပါတယ်နောက်တစ်ခါကျကျွန်တော်တို့ဆောင်ပွဲပေါ့နော် exam အတွက်ကိုလည်းပဲဒီလိုမသက်လေးတည်ထားပြီးဆိုရှင်အဆင်ပြေရနောက်အဓိကတော့ကျွန်တော်တို့ scenario တွေပေါ့နော်ဒီ problem တွေဖြေတဲ့အခါမှာဆိုလို့ရှင်ဒီ creating နဲ့ပတ်သက်ပြီးကျွန်တော်တို့ကြောင်းကြောင်းကြည့်တည်နေဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒါလေးကအရေးကြီးလို့ပြောပြရတာဖြစ်ပါတယ် ဒါကကျမတို့ခုနကပထမဆုံးပြောတဲ့ rate blank blanking method ဖြစ်ပါတယ်။ကျမတို့ပါလာတဲ့ဒီတိုင်းတာရဲ့ကျမ promotion တွေမှာ non specific promotion တွေဖြစ်တယ်။အဲ့တော့ creative နေ့ဆောင်မဟုတ်တော့တခြားသော specific ဖြစ်တဲ့ non specific promotion တွေအကုန်လုံးကိုကျမတို့က rate blanking method နဲ့ခွဲခြားပြီးရနားလည်ထားလို့ရပါတယ်။အစားပိုင်းကျမတို့ non specific subset တွေကိုတိုင်းတဲ့ reaction စပါသွား skip လုပ်လိုက်တယ်။အဲ့တော့ခါကျမဖြစ်လဲဆိုလို့ရှိရင်တကယ်တမ်း creative နေ့ဆောင်ဖြစ်တဲ့ခုနကကျမဖြည်းဖြည်းနဲ့ linear increase ပေါ်ဖြည်းဖြည်းချင်း reaction များလာလေးလေးသူ့ရဲ့ဒီတိုင်းတာရဲ့ဒီ ုပ်ဖို့ချင်းအနေထားပုံများလာလေးဆိုတာတိုင်းမျိုးကျွန်တော်တို့ကြည့်ပြီးတော့ပဲတိုင်းနာဖြစ်တွေ့ကြအောင်မလို့ဒါလေးရပို့ပြီးတော့တည်ကြရပါဘာ။ဒါပေမဲ့အခုရှိနေတာကသူကလည်းပဲအာစီကြီးရယ်ပြီးတော့သူ့ရဲ့ method ကလည်း nearly complex ဖြစ်တဲ့အချိန်မှာဘာတွေကြောင်းမလို့ analyzer software တွေ calibration ဒါတွေကျွန်တော်တို့ရှိဖို့လိုအပ်တယ်ပေါ့နော်ဒါကကျွန်တော်တို့က rate blanking method ဖြစ်တယ်ပေါ့နော်ကြောက်ဘူးအောင်ရေတကယ်လုံးနေရလူရှိရဆိုလို့ရှိရင်အခု comment တွေမှာကျွန်တော်တို့အတွေ့အကြုံလေးမြင်ဝင်ပြနိုင်တယ်ပေါ့နော် rate blanking method နဲ့သုံးထားတဲ့ set တွေရဲ့နေထားရေကိုသုံးမှုတဲ့နေထားဘယ်လိုရှိတယ်ဆိုတာဟာမျိုးလေး share ပြီးလို့ရပါတယ် ်ဒီ brand agency ကကျွန်မခုနပြောခဲ့တဲ့အတိုင်းပဲ protein ဖယ်လိုက်တာပေါ့နော်ခုနကပြောခဲ့တဲ့ကျွန်မတို့ cost promotion တွေမပါဝင်ရလေအောင် protein pig grade complex တွေမပါဝင်ရလေအောင်ကျွန်မတို့ကဖယ်လိုက်တာဖြစ်ပါတယ်အဲ့တော့ဘာတွေသုံးလဲဆိုလို့ရှိရင်တော့ acid တွေသုံးတယ်ပေါ့နော် DCA ပေါ့နော် triglyceride acid သုံးတယ် tasting acid သုံးတယ်ခုနကကျွန်မတို့ video ထဲမှာ tasting acid ကိုသုံးပြီးတော့ခါကျလုပ်ခဲ့တာကိုတွေ့ရမှာဖြစ်ပါနောက်ကျွန်မတို့ sulfosalicylic acid ဆိုတာရှိရယ်ဆိုအဲ့ဒါကိုဒီဘက်ခါကျတော့ protein ကို precipitate လို့တဲ့အနေချရယ်ပေါ့နော်ပြီးတော့ခါကျတော့မှရလာတဲ့အနေချပြီးရလာတဲ့အခြေအုံမှာကျွန်မတို့ဆန်တီဖြစ်လုပ်တယ် protein balance ဆိုတာ protein အပေါ်ရင်အဖက်လေးတွေဖယ်လိုက် ိုက်တယ်ပြီးတော့ခါကျတော့ကျွန်တော် creatine ကိုပဲကျွန်တော်တို့တိုင်းတာဖြစ်ပါတယ်အဲ့ဒီမှာသူ့ရဲ့ဒီဟိုကအာဒီအာ protein deprotonization ပေါ့နော် protein ကိုကျွန်မအနေချရတဲ့အနေထားလေးတခုကိုကျွန်မပုံပေါ်ထားဖြစ်ပါတယ်တော့ဒါကတော့ကိုကတော့မဟုတ်ဘူး creatinine ကိုတော့မဟုတ်ဘူးဒါပေမဲ့သဘောတရားကိုကျွန်မနားလည်အောင်ထည့်ထားတာဒီမှာ blood plasma ရှိတယ် methanol synthesize ထားတဲ့အခါကျတော့ကျွန်မ protein balance ဆိုတာအောက်မှာဒီအဖက်ကလေးရှိနေပေါ့နော်ပြီးတော့အပေါ်ကအရေးကြီးကတသက်ယူနေနောက်တစ်ခါကျတော့အဖက်ကတသက်တခုပေါ့နော်အဲ့တော့ဒါကိုကျွန်မတို့ကပြန်ပြောခါကျတော့ကိုလိုချင်တဲ့အပိုင်းလေးကိုပဲ super nutrient ကိုယူပြီးတော့ခါကျတော့မှပြန်ပြောတိုင်းလိုက်မယ်ဆိုလို့ရှိရင်ကျတော့ကိုလိုချင်တဲ့အဲဒီဖြေကိုပေါ့နော် protein မပါဘဲနဲ့ protein ကြောင့်ကျွန်မ interferon ရှိတယ်ဆိုတော့မပါရလို့ကျွန်မလို့လို့ရတယ် တယ်အဲ့တော့ဒီမှာ multi top method ရှိရနော် hpsc ရှိရပါတော့ဆိုတော့ multi top ကဘာလဲ hpsc ကဘာလဲဆရာပြပြခဲ့ပြီးသားဒီ laboratory ဒီ wire ထဲမှာလေးပဲပါသလိုအဲဒီ black glucose lecture ထဲမှာလေးပဲ multi top နဲ့ပတ်သက်ပြီးဆရာအချင်းလေးတို့ပြပြထားတာရှိသလို hpsc နဲ့ပတ်သက်ပြီးတော့လည်းပဲဆရာတို့ဒီ immunology lecture series တဲ့မှာပြပြထားတာရှိရပါတော့နော်စေဝင်စားရဆိုလို့ရှိရင်တော့ဒီ lecture series တွေမှာရှာဖွေပြီးတော့ခါကြတော့လေ့လာလို့ရတယ်တခုတည်းလေ့လာလို့တော့မရဆရာဆက်ဆက်ပြီးတော့ခါကြအကုန်လေ့လာတော့ခါကြမှာနားလိမ့်မယ်ပေါ့နော်တခုတည်းကြွားကြည့်မယ်ဆိုလို့ရှိရင်တော့ပြောတဲ့အပိုင်းလေးနည်းနည်းလေးကိုကွက်ကွက်လေးပဲတည်ပြီးတော့ခါကြတော့သဘောတရားအချင်းအကုန်လုံးပြည့်စ ဆောင်တာလည်းမဟုတ်သေးဘူးပေါ့နော် အဲ့တော့ကျမတို့ကခုနကပြောသလို protein bound promotion နေရှိရင်ဘလီရိုဘင်နေရှိတယ်ဆိုတော့ကျမတို့တိုင်း inner fancy shop ပြီးတယ်ပြီးတော့ပို့ပြီးတော့ခါကြတော့ဒီတတိကျတည်ကျင်တယ်ဆိုလို့ရှိရင်ဒီ serum protein မမှန်တဲ့လူနာရေပေါ့နော် renal failure အသေးသမားတွေကြောက်ကြက်သမားနောက် para protein ပေါ့နော် protein နဲ့တခြားတော့ကျမတို့ဆက်ဆက်ပြီးတော့ဒီ protein တွေခဏခဏပုံမမှန်များတယ်ဆိုလို့ရှိရင်အဲ့လိုလူနာရေအတွက်ကြတော့ကျမတို့ဒီ proteinization ကတော်တော်လေးအဆင်ပြေပေါ့ဒီ method ကအဲ့တော့ကျမတို့ကအဲ့ jeffy method ပို့ပြီးကောင်းလာတဲ့အတွက်ကြောင့်ပေါ့အဲ့ကောင်လေးကျမတို့ rate blanking နဲ့ဂျောပြီးတော့တုံတယ်ပေါ့နောက်ခုလုံးတွဲပြီးတော့တုံတော့ခါကျတော့ protein က်ပို့ပြီးတော့တိကျတယ်လို့လည်းပြောရပါတော့ဒါကပါလဲဆိုရှင်သူ့ရဲ့ modify JV method တွေကဘယ်လောက်ဒီအဆင်ပြေတယ်လဲဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးအဲ principle တခုရှိပြီဆိုရှင်ဒါလေးကိုကျွန်တော်တို့ကဒီဖြည့်ဆွက်ပြီးတော့ပြပြနောက်ဒီတက်ပို့ပြီးတော့ကောင်းအောင်ပြနည်းနည်းလေးကျွန်တော်တို့ modify ညှိလိုက်မယ်ဆိုလို့ရှင်ရရှိလာတဲ့အကျိုးကျေးဇူးတွေကျွန်တော်ပြပြထားတာဖြစ်ပါတယ်ပေါ့နော် နောက်ခုနပြောဆိုတာ right reason ပေါ့နော်ဒါက right right reason ထည့်ထားတယ်ဒီဘူးကိုကျွန်မထည့်ပြီးတော့ပြတာတာသူကကျွန်မတို့ဒီ creative ကို selective ပေါ့ရွေးချယ်ပြီး absorb လုပ်တယ်ပေါ့နော်ကတ်လိုက်တာပေါ့အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီက creative ကိုတည်တဲ့ခွဲပြီးတော့ဖယ်ရှားပြီးတဲ့အတွက်ကြောင့်ပို့ပြီးတော့တိကျတဲ့အတိုင်းတောင်ရရှိရလို့ပြောတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်တော့ဒီ သူပြန်ပြီးတော့ခါကျတော့ရရှိလာတဲ့ဒီ right region နဲ့ဖိပြီးတော့ခါကျတော့ရရှိလာတဲ့ဒီအဲပစ္စည်းပေါ့ဒါကိုကျွန်တော် engage လုပ်လိုက်ပြီးတော့ခါကျတော့ grading ဒီ particle တွေကနေပြီးတော့ region ကိုသွားသွားပြီးတော့ absorb absorb လုပ်သွားတယ်မလိုချင်တဲ့ကောင်တွေချန်ခဲ့ရပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တော့ elute လုပ်လိုက်တယ်ပြန်ပြီးတော့ခါကျတော့ဒါကိုတဆင့် jet fee reaction ပုံစံမျိုးပဲတိုင်းတာပါပဲတူတူပဲပေါ့နော်ဒါပေမဲ့ခုနကပြောရဲဖိလိုက်တဲ့အဆင့် right region တုံးပြီးဖိလိုက်တဲ့တဆင့်အကြောင်းမို့လို့အများကြီးကျွန်တော်တို့မလိုချင်တဲ့ဒီပစ္စည်းတွေအကုန်လုံးမပါဘဲနဲ့ချန်ခဲ့ရပေါ့နော်

manual step ကလည်းသူကများတယ်ဆိုရဲသူကြောင့်မလို့အချိန်လဲယူရတယ်လေပိုင်း intensive ဖြစ်တယ် automation နဲ့မှကြတော့ရလာဆို automation အတွက်ကိုလည်းပဲသူကမရဘူးလို့ပြောရဲပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်အများကြီး large scale ပေါ့နော် lunar ရရတဲ့ထောင်လေးစစချင်ပထမမျိုး laboratory အတွက်ကြတော့ဒီကောင်ကအဆင်မပြေတော့ဒါတော့ပဲထိုင်ပြီးလုပ်နေမယ်ဆိုလို့ရှိရင်အချိန်ရန်ကုန်တယ်ပေါ့နော်အဲ့တော့ကျွန်မတို့က specific improvement technique တော့ဖြစ်ခဲ့တယ်ပေါ့နော်ဒါလေးရတော့ကျွန်မမှတ်သားကြရလीပေါ့နော် ။ Now modified Jeffy နေနေကကျွန်တော်ဆီမှာ compensated Jeffy method ဆိုတဲ့ဟာလေးကို modern analyzer တွေမှာထည့်ပြီးတော့သုံးတယ်ပေါ့နော်။ဒီဟိုလိုပဲကျွန်တော်တို့ enzymatic လိုပဲတွဲပြီးတော့အဲအဲ တုံးကြတာတွေရှိတယ်အဲ့တော့ဗီဒီယိုဝင်ပရိုဒင်းစားတယ်ဒါတွေကျွန်မတို့ကဘာလုပ်ပြရလဲဆိုတော့သူက software correction နဲ့ပြန်ပြောင်းခါကျတော့ခြေပေးလိုက်တာ comment လို့အဲ့တော့အဲ့ဟာကြီးကြောင့်ပါလာတယ်အဲဒီဟိုဟာတွေပေါ့ chromogen တွေသွားပြီးတော့မတိုင်းတော့ဘူးအဲ့ဟာကြီးကြောင့်တွေ့ရ interference ဆိုကျွန်မတို့ကဒီ software နဲ့ပြန်ပြောင်းခြေပေးလိုက်တော့ခါကျတော့ correct လို့တော့ခါကျတော့အဲကျွန်မတို့နောက်ဆုံးပေးမှာရလာတဲ့အဖြစ်အရင်ကတည်ကြတည်ကြတဲ့ version ဖြစ်တယ်ပေါ့နော် review လုပ်ပြပါဆိုရှင် Jeffy version မှာဒီ modify Jeffy ဒီ compensated version အားဆိုလို့ရှင်เนาะအသုံးများဆုံးနဲ့အကောင်းဆုံးတွေ့ကောင်းပတ်သက်တဲ့အရာတစ်ခုဖြစ်တယ်ဆိုကျွန်မတို့နားလည်လို့ရပါတယ် အဲ့တော့ဒါက enzymatic gradient method ပေါ့နော်အကောင်းဆုံးဖြစ်တဲ့ method ကိုဆိုတော့ပြန်ပြီးရေးထားတာအစင်းစင်းသွား enzyme couple wire reaction ဖြစ်တယ်ကာလာချင်းစုတိုင်းတာတူပဲကာလာကိုပဲကျွန်တော် spectrum နဲ့တိုင်းလိုက်တာဆိုပေမဲ့လည်းသူကပို့ပြီးတော့တည်ကြရပေါ့နော်တခြားသောကျွန်တော်တို့က electro chemical signal တွေတုံးလို့ရသေးလားဆိုရရအဲ့ကောင်တွေတုံးပြီးတော့လာလာကြတော့လေးပဲအဲတိုင်းလို့ရတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ကျွန်တော်တို့ enzyme couple reaction တခုကိုကျွန်တော်တို့ principle အပြင်နားလည်သွားပြီးတည်ပါပြီဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့ဘယ်လိုမျိုးအခြေအနေမျိုးအတွက်မဆိုပေါ့နော်အဲတုံးလို့ရတဲ့အခြေအနေမျိုးတွေစဉ်းစားလို့ရတယ်ဆိုတော့ကျွန်တော်နားလေးသိစင်ပါတယ် ဆိုတော့သူကဘယ်ဟာနဲ့စလဲဆိုလို့ရှိရင် creatinine ကိုသူက creatine နေဆိုတဲ့ enzyme နဲ့စလုပ်တယ်ပေါ့နော်။ဒါပြီးတော့သူကဖြစ်ခွဲတော့ခါကျတော့ creatine ဆိုတာရရတယ်။အဲ့တော့အဲ့ကောင်ကိုကျွန်တော်ဆက်ပြီးတော့တိုင်းမယ်ပေါ့နော်။စတိုက်ထောက်ထပ်ပြီးတော့စတိုက်စတိုက်သွားအဲဟိုဟာဒီပေါ့အဲသူရရလာတဲ့ result တွေအကုန်လုံးအောက် product တွေအကုန်လုံးသူကထပ်ထပ်ပြီးတော့ခါကျတော့ enzyme သုံးပြီးတော့ခါကျတော့ခြေဖြတ်ပြီးလိုက်တာပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာက creating ရလာပြီဆိုရင် creating needs ပေါ့နော် creating needs ဟောတော့မယ်လေ creating needs ကိုကျမတို့ကဒီမှာထပ်ပြီးတော့စာကိုစင်းနေယူရပြန်ထပ်ပြီးဖြုတ်ခွဲတယ်နောက်ကြာအစာကိုစင်း oxidize ဆိုသုံးပြီးတော့ခါကြတော့ဒီရလာတဲ့ဒီ product တွေကိုသွားနောက်ဆုံးဖြုတ်ခွဲတဲ့ခါမှာ H2O2 parasite ရတာပေါ့နော်အဲ့ parasite ကိုကျမတို့နောက်ဆုံးမိမှာ absorbent တိုင်းတာဖြစ်ပါတယ်အဲ့တော့တိုင်းချင်းကပြီးကျမတို့တွဲပါပြီးတော့ခါကြတော့ဘာလို့ဒီပါမလဲဆိုလို့ရှိရင် color တိုင်းအနေနဲ့ဒီကောင်ကကျမတို့ creating needs ရဲ့ absorbent မှာဆိုပြီးတော့ပဲတွဲပါသေးတယ်ပေါ့နော်သုံးတဲ့ enzyme နောက်ဆုံးမိကျမတို့ parasite ကိုသုံးတယ်ပေါ့နော်ဆိုတော့အဲစာမျိုးဝဲမှာ narcissist မှာဆိုလို့ရှိရင်ဒီ enzyme တွေနေ တတ်တယ်သူရဲ့ reaction အစစ်အစစ်လေးနေတတ်တယ်ပေါ့နော်စာဒါလေးကတော့ရေးတဲ့ကြီးရဲ့အတွက်ကြောင့်မှတ်သားဖို့အတွက်လိုအပ်တယ်ပေါ့နော် reaction အားလုံးပေါ့လေးစင်းဖြစ်ပါတယ် ဆိုဂျီအက်ဘာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က potential diagnosis ပေါ့နော်ယောဂါက bioga ဖြစ်တာလေးဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်ဂျီအက်ဘာကိုကြည့်ပြီးတော့အဲ command နေပေါ့နော်အုပ်စုခွဲတယ်ကာလာရှီလားနာတာရှီလားကျွန်တော်တို့အဲကာလာရိုလားနာတာရှီလားဆိုတာကိုကြည့်ရပေါ့နော်အဲဒီထဲမှာကျွန်တော်တို့ကတွဲပြီးတော့စစ်ဆေးကြတာတော့ albumin ပေါ့နော် urine albumin ကိုတွဲပြီးတော့စစ်ဆေးရဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်ကြောက်ကဲ့ယောဂါအဲရှိတယ်ဆိုလို့ရှိရင်ကြာတော့စောစောစစ်ဆေးကျွန်တော်တို့တည်ရပေါ့နော်အဲ GF ဟာ normal ဖြစ်နေသည်ဆိုတဲ့အတိုင်းအောင်ပါကျွန်တော်တို့ albumin ဒီ ပြောင်းလဲမှုကိုကြည့်လိုက်ခြင်းအပြင်ကျမတို့ယောဂဖြစ်နိုင်ရည်ရှိမရှိဘာသိနိုင်လဲဆိုရင်ဒီထောက်ကျမတို့သိရမှာဖြစ်ပါတယ်ဆိုတော့ဒါကပါလဲဆိုရင် GF ပါကိုကျမတို့ဘယ်လိုသုံးချမလဲဆိုတာအဲ diagnosis step ဖို့ဆိုလို့ရှိရင် GF ပါဘယ်လောက်ထိအရေးပါလဲဆိုတာကိုဒါချိန်ဆနိုင်ရတဲ့အတွက်ဖြစ်တယ်ပေါ့နော်ဒါကကျမတို့ဒါ glomerulus ကိစ္စပြီးသွားပြီးခါကျတော့ကျမတို့ tube view ကိစ္စပေါ့နော် tube view နဲ့ပတ်သက်ပြီးတော့လည်း tube view လုပ်ငန်းရှင်ပြည့်ပြည့်ရင်းတဲ့လုပ်ငန်းရှင်တွေဆိုရင်ကျမတို့က save ဖို့အတွက်ဒါကကျမတို့ဒီ စစ်သေးတဲ့အဲတခြားသောကျွန်တော်တို့က urine နဲ့ပတ်သက်တခြား parameter တွေရှိရပါတော့သူပြကျွန်တော်တို့ urine analysis လုပ်ပြန်ဆိုလို့ရှိရင် urine amino acid glucose phosphate ဒါတွေဒါတွေကျွန်တော်တို့စစ်ဆေးဖို့အတွက်ဆိုလို့ရှိရင်ကြတော့အဲတချို့သောအခြေအနေမှာလိုအပ်တယ်ပေါ့နော်သူပြကျွန်တော်တို့ကျူးကျူးပြည့်စည်ခြင်းလုပ်ငန်းစဉ်အဲဒီမှာကျွန်တော်တို့ဘလို့အဲတွေ့ရတဲ့ဒီအနေထားရပေါ့နော် Fanconi syndrome လို့ဟာမျိုးဆိုလို့ရှိရင်ကြတော့သူက kidney ရဲ့ function ကသူကျူးကျူး function သူကပျက်စီးသွားတာဒါကြောင့်ကျွန်တော်တို့ကခန္ဓာကိုယ်ထဲမှာရှင်းသင့်ရှိလိုက်တဲ့ glucose electrolyte ဒါတွေအကုန်လုံးရောကြသွားတယ်ပေါ့နော်အဲဒါမျိုးတွေအများဖြစ်နေမလားဆိုပြီးခါကြတော့ urine analysis လုပ် ြောစစ်ဆီးကြရပေါ့နော်ဒါကတော့ကျွန်တော်တို့ကသူ့ရဲ့ဟိုအစိတ်ပိုင်းတစ်ခုချင်းစီပေါ့နော်ကြောက်ကဲ့ရဲ့အစိတ်ပိုင်းကျူပြည့်ပြည့်နေရလားဒါမှမဟုတ်လို့ရှိရင် glomerular လို့ပြည့်နေရလားဆိုတာကိုအဲသိကျင်နေဆိုလို့ရှိရင်သက်ဆိုင်ရာကျွန်တော်တို့ renal function test တွေကိုအသုံးချပြီးတော့ခါကြတော့ကောင်းကောင်းမို့ကျွန်တော်တို့ကဒီစာသူ့ရဲ့ background နားလည်ပြီးဆိုလို့ရှိရင်အသုံးချပြီးတော့စစ်ဆီးပြီးတော့လူနာရောဂါကိုဒီစာရေးရတိကျတဲ့ရောဂါကိုကျွန်တော်တတ်နိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတာနဲ့ပတ်သက်ပြီး fungal syndrome ဆိုတာအားလုံး fungal နီနီမီးယားဆိုတာအားလုံးကြားဝကြမယ်ထင်ပါတယ်ရှိရကျွန်တော်တို့ immunology သွေးရောဂါအဲဒီနဲ့ပတ်သက်ပြီးတော့ခါကြတင်ခဲ့တဲ့သင်ခန်းစာ lecture series တွေမှာ မျိုးရိုးဗီဇအချွေးရင်းကျောင်းကျွန်တော်တို့ပျက်စီးတဲ့အဲဒီတွေ့ရောကဖြစ်တဲ့အနေအထားကိုကျွန်တော်ရှင်းပြရတဲ့တော့ကျွန်တော်ဖန်ကုန်နေအနီးမရဆိုတာပါတယ်ပေါ့နော်အဲ့တော့နာမည်ကတော့တူတယ်နော်အဲယောဂါကတော့မတူဘူးဒါဖန်ကုန်နေစင်ဒရောဟိုကဖန်ကုန်နေအနီးမရဖန်ကုန်နေစင်ဒရောကကျွန်တော်ကျွန်တော်တို့ကစ်နီရဲ့ခြေပြူးတွေပျက်စီးရတဲ့ခါကျခန္ဓာကိုယ်ထဲမှာစီစဉ်စီတတ်တဲ့ဂလူးကို့စ်တွေနဲ့လိုက်တွေမရှိရတာကိုပြောချင်တာဖြစ်ပါတယ် ဒါကကျမတို့249ပေါ့နော်အဲကုတ်နံပါတ်249မှာကျမတို့ပို့ချပြီးခဲ့တယ်အဲသင်ငန်းစာပေါ့နော် inherited condition တွေဖြစ်တဲ့ fan coni anemia ပေါ့နော်သူကတော့ bone marrow failure ဖြစ်တယ်ပေါ့ဒါကြောင့်မို့ကျမတို့ anemia ရတယ်ဆိုရင်ဒါလည်းကျမ present လုပ်တယ်ပေါ့နော်လက္ခဏာလာတယ်အဲငယ်ရွယ်ချိန်မှာဝယ်ကျမတို့ဒါတွေကလက္ခဏာပြရဆိုရင်ဒါပေါ့ဆိုတော့ fan coni ကျမတို့တွေ့လိုက်လို့ရှိရင်အရှိရာဟာနေတူလားဆိုတော့ဆက်လုံးပေါင်းတော့တူပါတယ်ဒါပေမဲ့ရောဂါတော့မတူဘူးနော် fan coni anemia fan coni syndrome ကိုကျမတို့ကိုယ်ပဲပြလေးနားလေးစီစဉ်ပြလေးပြရတာဖြစ်ပါတယ် နောက်ကျမတို့ normal file နေပေါ့နော်အဲ့တော့ GFR အနေနဲ့ဆိုလို့ရှိရင်ကျမတို့ရှေ့ပိုင်းကအဲ string GFR အကျွေ GFR နဲ့ string create နေသင်ခန်းစာမှာလည်းရရခဲ့တာရှိတယ်အသက်နဲ့ကျမတို့ဖြတ်တယ်ပေါ့နော်အဲ့တော့အသက်ကဘယ်လောက်လဲ PC လေးကလေးလေးလား session နဲ့လားနဲ့40လားနော်အသက်ကြီး elderly people တွေလားပေါ့နော်အဲ့ပုံမှန်ဒီပါဆို GFR normal range ကအရင်กว่าတယ်ပေါ့ဒါကိုကျမတို့သတိထားရမယ်အသက်နှစ်နှစ်နှစ်အထက်ဆိုလို့ရှိရင်စပြီးတော့ကျမတို့ရဲ့ normal range တွေကိုစပြီးတော့သတ်မှတ်ရမယ်ပေါ့နော်နောက်ကကျတော့အရင်နည်းတယ်ဆိုလို့ရှိရင်ကျမတို့ကြောက်ကဲအစားတခုလိုပဲတည်းအဲဖြစ်သွားပြီတကယ်ကြောက်ကဲအစားမထိုးနိုင်ဘူးကျမတို့ဒါက renal dialysis လုပ်ရမယ်ပေါ့နော်ကြောက်ကဲကို o algo así, a ver, င်ကြရေးခြေလာမယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုရှင်နောက်ထပ်ထပ်ပြီးတော့ပြဿနာရှိတာကနော်မယ်ကြီးရဲ့ဘာထွက်လာလဲဆိုကြပါစို့ဒါလည်းပဲကြောက်ကြရောကမရှိဘူးပြောတာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်မတခြားသောအဗျူမင်းနဲ့ပတ်သက်တဲ့ပညာပေါ့ဒါရေးကျွန်မဆက်ပြီးစစ်ဆေးရအောင်မယ်နောက်ကျွန်မတို့ဒီပရိုတင်းနဲ့ပတ်သက်ပြီးတော့သင်ခန်းစာအခြေအသင်မယ်ဆိုလို့ရှင်သင်သင်မဲ့ခါမှာလေးပဲအဲ့ဒီပရိုတင်းနဲ့ဒီဘလောက်ထိကျွန်မတို့ပရိုတင်းတွေရဲ့ဒီတွေ့ရှိမှုအရေးပါတယ်ဆိုတာကိုကျွန်မတို့နားလည်ပြီးဆိုလို့ရှင်ဒီကြောက်ကရောကရှာဖွေရတဲ့ပတ်သက်ပုံနားလည်ပါလိမ့်မယ်နောက်မယ်ကြီးရဲ့ဘာဖြစ်လဲဘာလဲဆိုရှင်အဗျူမင်းညူရီယာရှင်နေပဲပေါ့နော်ပရိုတင်းနဲ့ပတ်သက်တဲ့ဒီဖီလ်တာ federation ပြဿနာဖြစ်နေပြီဆိုလို့ရှိရင်လည်းပဲဒါကလူနာအတွက်ဒါ alarming ဖြစ်တယ်ပေါ့နော်ပြဿနာကျန်စမတို့က normal ကြီးရဲ့ဘာတစ်ခုလည်းအတွက်မတိုင်းသင့်ဘူးခုနကကျွန်မပြောဆိုပေးတခြားသော approach တွေအများကြီးသုံးပြီးတော့ဟာကြလူနာအတွက်ကျွန်မတို့စစ်ဆေးပေးတဲ့ဆောက်ကိုနားလည်ဖို့လိုအပ်ပါတယ် နောက်ကျွန်တော်တို့တခြားသောယူရီးယားလိုဟာမျိုးပေါ့နော်ယူရီးယားတင်လဲလာပါအောင်မယ်ယူရီးယားမှာလည်းပဲကျွန်တော် reference interval ရှိရဆိုလို့ရှင်သူကအသက်ပုံမှုတွေကြားမရပေါ့လေမူတီပိုင်းနောက်တော့ကျွန်တော်လူနာရဲ့ hydration status ပေါ့နော်ဘယ်လောက်ထိရေဓာတ်ရှိနေလဲဆိုတော့မူတီရောခါကြတော့နောက်တော့စီးခံယူရဲကျွန်တော်တို့ကာလပေါ့နော် duration period ရဲ့ဘယ်လောက်ရှိမူတီရောခါကြတော့လည်းပဲကျွန်တော်တို့ရဲ့အဖြေကဘယ်လောက်ထိမှန်လဲမှန်လဲကွာချရဲနောက်တော့စီးထဲမှာရှိတဲ့ electrolyte ပါနာရဲ့ပညာရဲ့အားလေးပဲအဲ့ပုံမှုတွေပဲအရင်ကွာချပါပါလိမ့်မယ်ပုံမှန်ပြီကျွန်တော်တို့မနက်မိုးလေးကနေမမိုးချိုလုံးမှာစီးတစ်ခါပဲသွားရတဲ့လူနဲ့တနေ့အောင်လုံးမှာငါးခါလောက်သွားရတဲ့လူနဲ့စီးရဲ့ပါဝင်မှုအနေထားတွေကမတူနိုင်ဘူးပေါ့နော်ဒါ ကျမတို့ကပုံမှန်တောက်မှန်စဉ်းစားရနေတာပေါ့ဒါကြောင့်ကျမတို့ရေမြမြတောက်တာရှူးရှူးမြတွားရဲဆိုလို့ရှိရင်ကနောင်ထဲမှာရှိရဲမြေကြီးအကုန်လုံးတန့်စင်နေဆိုတော့ဒါလူတိုင်းအားလုံးပေါ့အားလုံးကျမတို့ကဒီရေဝိရအပြင်နားလေစားတဲ့အချက်တစ်ခုပါပဲပေါ့နော်အဲ့တော့ reference interval ပါညာရေးကလေးကျွန်ပြောရမယ်ဆိုလို့ရှိရင်ယောဂအင်းနဲ့ပတ်သက်ပြီးတော့ခါကြတော့အဲကြည်ကြည်ညက်ထပ်ပြီးတော့သုံးရတဲ့ဟာလေးကိုရှိတယ်ဆိုတော့ကျွန်မတို့ယောဂအနေထားပုံမူတည်တယ်လူနာနေတော့မူတည်တော့ခါကျတော့ကျွန်မတို့ရဲ့ဒီဒိုင်းနာရရှိတဲ့အဖြေရဲ့ present interpretation ညာဘွာချားမယ်ဆိုတော့လည်းပဲကြည်ကြည်ပြည့်ပြည့်နားလည်ထားသိချင်ပါတယ်ဒါပဲဒီဒါပဲတင်တယ်ဒါပဲတည်တယ်ဒီလိုပဲတည်လောက်တတ်တယ်ဆိုတဲ့ဟာမျိုးကျွန်မတို့ဖြစ်စီချင်ပါတော့ဒါလေးကကျွန်မတို့စတင်ကြတဲ့ဟာဒါအစပိုင်းနေရာတခြားလေးတည်စီချင်တဲ့အချက်ဖြစ်ပါတယ် တော့ကျွန်မတို့ကဒီ radio isotope တွေဘာညာသုံးနေဆိုလို့ရှင်လဲပဲဒါလူနာအရင်ဆုံးပြောထားပါတော့လိုအပ်လို့ရှင်ကျွန်မ GF measurement အတွက်ကိုကျွန်မတတိစစတိုင်းနေတယ်ဆိုရင်ရှေ့ကကျွန်မပြောခဲ့တဲ့ radio isotope တွေသုံးရတယ်အဲဒါမျိုးဆိုလို့ရှင်အသေးဒါတို့ပြစ်မှာကိုဝင်ဆောင်ကွာလာတယ်မှာရှောင်ကျင်းရမှာဖြစ်ပါတယ်ဆိုတော့ဒါလေးကတော့ patient safety နဲ့ပတ်သက်ပြီးတော့လူနာကိုလိုအပ်လို့ရှင် educate လုပ်ရမယ့်အပိုင်းပေါ့နော်သင်ပေးရမယ့်အပိုင်းဖြစ်ပါတယ်နောက်ကျွန်မတို့ဒီလိုအပ်တဲ့ဒီ preservative ဘာညာသုံးဖို့လိုအပ်တဲ့ဒီထားပြီးမှာဆိုလို့ရှင်ပဲဒါရင်းနဲ့ပတ်သက်ပြီးတော့တိကျ precaution ယူရမှာပေါ့နော်ကျွန်မလူနာတွေမဟုတ်ဘူးမိတို့တကွဲတိုင်းတာပြီးတဲ့လူတွေကိုနိုင်ရောတခြားကျွန်မကျွန်မကြီးလောက်သားတွေ အကုန်လုံးလည်းပဲဒီဥစ္စာကိုကျွန်တော်တို့တချို့တွေကမရင်နေဘူးဒီတခွဲနဲ့ပတ်သက်ပြီးတော့ခါကျတော့အဲဒီ specimen collection နဲ့ပတ်သက်ပြီးတော့နားမလည်တာမရင်နေတာအဲ့လိုမျိုးတခွဲအဲမပတ်သက်တဲ့ဒီကျမကြီးရှိရပေါ့နော်တချို့ကျွန်တော်တို့ဒီကျမကြီးတခြားသော branch ကဒီ sector တွေကလောက်သားရဆိုမသိဘူးပေါ့နော်တချို့ဆရာဝန်ဆရာဝန်တွေဆိုလို့ရှိရင်လည်းပဲဒီသူ့ရဲ့ specialty နဲ့ဆိုင်တဲ့ဟာကိုပဲများသောအားဖြင့်အဲပို့ပြီးတော့ရင်းနေပြီးတော့ခါကျမရင်နေအပိုင်းနေရှိတော့ဆံမျိုးအတွက်ဆိုလို့ရှိရင်လည်းလိုအပ်လို့ဒီကျွန်တော် precaution တွေကိုသက်ဆိုင်ရာဌာနတွေကိုပေးပို့ပြီးတော့အကြောင်းကြားဖို့လိုအပ်တယ်ပေါ့နော် ဆိုတော့ဒါတွေရပါလဲဆိုရင်ငါတို့ပဲတက်တယ်နင်တို့ကမတက်ဘူးအဲ့ဒါကြောင့်ဒါကိုပြောပြရမယ်ဆိုတော့ဆရာလုပ်တဲ့အပိုင်းမဟုတ်ပင်နေအဲဒါကိုအချင်းချင်းပေါ့နော်ကိုမှလည်းကိုကိုမှလည်းပဲကိုမသိတဲ့အပိုင်းနေအများကြီးရှင်းသူတို့ပဲသိပြီးကိုမသိတဲ့အပိုင်းနေအများကြီးရှင်းအဲဒါမျိုးလေးကိုဆရာမတို့ကအဲလက်ခံပြီးတော့ပေါ့နော်ဒီအမှန်တရားကိုလက်ခံပြီးတော့ခါကြတော့အချင်းချင်းဒီ information တွေလိုပဲလို့ရှင် share ပေးရမယ်ငါတို့ပဲသိရဆိုတော့အများနဲ့ကွဲဝဲထားလို့မရဘူးပေါ့နော်ဆိုတော့ဒါတွေရပါလဲဆိုရင်ဒါ humanity ကိုလည်းပဲအခြေခံပါတယ်ဒါတော့ဆရာမတို့ စစ်စင်းဝတိုင်းကမှာပုံမှန်ရေတောက်ဖို့အတွက်လူနာကိုမာပြရမှာရှိပါရယ်ပေါ့နော်ပုံမှန်ဒီဒါတော့ဈာစစ်မယ်ဆိုလို့ရေမတောက်ဘဲနဲ့နေနေရတဲ့အထားမျိုးလည်းပဲမဖြစ်ရအောင်ပေါ့နော် အဲ့ဒါမှာ renal function test မပြီးသေးဘူးဒါပေမဲ့ GFR ရဲ့ creatinine creatinine ရဲ့ကိုပဲပြ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 ဆိုလို့ရှင်အများကြီးကျမတို့နားလည်သွားတင်တယ်နားလည်နားလည်တင်တယ်နောက်အလုပ်လည်းလုပ်လို့ရပြီပေါ့နော်အဲ့တော့ဒီမှာကျမကတခြားထပ်ပြီးတော့အဲနောက် urea တို့ protein တို့ဘာညာထပ်ပြီးတော့မပြောခင်မှာဒါနဲ့ပတ်သက်ပြီးကျမပြောချင်တာက principle ပဲပေါ့နော် creatinine ကိုကျမတို့တိုင်းတာတဲ့အခါမှာတည်ထားရမယ့်အခြေခံ principle ပဲနောက်တိုင်းတာတဲ့ကိုကျမပြောခဲ့တဲ့ method ပေါ့နော် jeffy ဆိုပြီးတော့အဲ jeffy တခုလည်းနဲ့မပြီးသွားမင်းတခြား method တွေရှိတယ်ဘာတွေကတော့ ့အာတာတွေပါတွေကတော့အားနေအဲကောင်းအောင်ဆိုတော့ ဘလိုနေဘလိုတွေပြန်ပြီးတော့ထက်ထက်ပြပြပြင်လို့ရသေးတယ် modification လို့ဟိုမှာကျမတို့အဲ example enzyme နဲ့ method ကိုမသုံးနိုင်ဘူးဆိုလို့ရှိရင်ကျမတို့ကရှိပြီးသား jet view ပဲဘလို modify လို့မျိုး protein အနေချရဲခုနကဒီ proteinization ဟာမျိုးလုံးမလားပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သိရမယ့်ချက်တွေပါရရှိတယ်ဒါကကျမတို့ထွက်လာမယ့် result တွေ interpret လုပ်မယ်ဆိုလို့ရှိရင်ကိုကဘာ method ကိုသုံးတာလဲနောက်လိုအပ်တဲ့ကျမတို့ comment ရှိရဲဆိုလို့ရှိရင်စာရွေးချရေးရမယ်နောက်ဟိုဟာပေါ့ကို့အတွက်ဘလို့မှစစ်ဆေးလို့အဆင်မပြေတော့ဆိုတဲ့ဟာမျိုးဆိုလို့ရှိရင်ကျမတို့ second sample ပြန်တောင်းလိုက်အဲ့ဒါမျိုးတွေကျမတို့ကလိုအပ်လို့ရှိရင်လုပ်ရမယ်ပေါ့နော်အကယ်၍မရနိုင်ဘူးဆိုလို့ရှိရင်လည်းကျမတို့ရဲ့ဒီ အဖြေထုတ်ပြီးတဲ့ result interpretation comment မှာဒါလေးကိုကျွန်တော်ထည့်သွင်းပြီးတော့ရေးဖို့လိုအပ်တယ်သူတို့ကျွန်တော်တို့ကြောက်ဒီဒီ request form ပေါ့နော် patient request form မှာဒီလိုအပ်တဲ့အပြည့်စုံတဲ့ဒီလူနာရဲ့ရောဂါအခြေအနေနဲ့ပတ်သက်တဲ့အချက်အလက်တွေမပါသေးဘူးဆိုလို့ရှိရင်ပို့ပြီးသတိထားမယ်ပေါ့နော်ပြီးတော့ကျွန်တော်လိုအပ်လို့ဆိုရှင် patient ကိုဒီ safety အတွက်ကိုကျွန်တော်ထည့်သွင်းစဉ်းစားရမယ်တချို့ပိုင်းတွေရှိရဲဒါတွေကျွန်တော် GF မှာလည်းတွဲပြီးတော့ဖတ်သားရမယ်အချက်ပေါ့နော်ဒါကျွန်တော် educate လုပ်ပေးရမယ် တခြား aspect တွေစဉ်းစားမယ် aspect ဆိုတဲ့စကားလုံးကကျမတို့ကဒီနေရာကကြည့်ပြီးတော့ပြောတာပေါ့တခြားနေရာကကြည့်ရင်ဟောပေါ့နော်ဒီပစ္စည်းကိစ္စတခုတွေပဲဒီနေရာကရှေ့ရကြည့်လို့ရှိရင်တမျိုးနောက်တော့ကြည့်ကြည့်ရင်တမျိုးပေါ့ဒါမျိုးကျမတို့စဉ်းစားရဖို့ရှိတယ်ဆိုတော့အမြင်တဲ့လူတယောက်ကတော့အဲ့လိုလိုက်ပြီးတော့မစဉ်းစားနိုင်ဘူးကို aspect ကိုပဲကိုအဓိကထားပြီးကြည့်ရမယ်တခြားကိုလုပ်တဲ့ဟာတွေကဘလို့ဟိုဟာပေါ့မပြည့်စုံမှားဝိုက်ဆိုရှင်ဘလို့လုံလဲပေါ့နော်တခုဖြစ်တယ်သူကလာပြီးတောင်းပြီးမှာမဟုတ်တာအဲ့တော့တခုရှိတာကကျတော့အဲ့လို aspect တွေရှိတယ်ဆိုတဲ့ဟာကိုတော့သိရမ ဲ့တော့ငါးဘက်ကမှန်တယ်ဆိုရင်ပဲသူ့ဘက်ကနေပဲချိတဲ့အချိန်မှာမိုင်းလည်းမနိုင်ပါဘူးเนาะအဲ့တော့ဒါမျိုးတွေရှိတယ်ဆိုတဲ့အတွက်အားကိုကျမတို့ကတည်တည်ချင်းနဲ့အတူတူပဲကျမတို့အဲ့လိုမျိုးအရန်ကို sensitive ဖြစ်တယ်ပေါ့ node test ကကျမတို့အမြဲတမ်းစိတ်ုံစိတ်ကနေပါဆိုရင်အမြဲတမ်း run တွေတက်စီပြီเนาะ creatinine ဆိုတာအဲ့တော့လာပြီဆိုလို့ရှိရင်တော့ဒါအချိန်အားဖြစ်တော့တည်အောင်လို့ဆရာဝန်တွေကအတူတူပဲကျမတို့ဟိုဟာပေါ့ဒီ first time လာပြီးတော့ပြရတဲ့လူနိုင်ဆိုလို့ရှိရင်နောက်ယောဂအဲ့ ဒီကြောက်ကတ်တို့သွေးတို့စတဲ့ဒါမျိုးတွေရှိရဲဆိုလို့ရှိရင်တော့တို့တွေကျမတို့စီးကျိုးတမားတွေဆိုလို့ရှိရင်ဖောက်ရတာပဲပေါ့နော်အဲ့တော့အဲ့ဆိုလို့ရှိရင်သူတို့စဉ်းစားတဲ့အချက်တွေဆိုတော့အကုန်မသိနိုင်ဘူးဒါပေမဲ့လည်းပဲအဲအဲ့လိုမျိုးတစ်ခုရှိတယ်ဆိုတော့အမြင်နဲ့ကောင်းနေမှာထည့်ထားတာဒါလေးကျမပြောချင်တာပေါ့နော်ဆိုတော့ဒီမှာကျမတို့ကဒီ GF final grade နေ့နဲ့ပတ်သက်တဲ့တင်ခန်းစာကိုဒီမှာခဏရက်မယ်ပြီးရင်ကျမတို့ဆက်ပြီးတော့အဲတခြားသောကျမတို့ re နဲ့ fashion test တွေကိုဆက်ပြီးတော့သွားပြီးပဲပေါ့နော်အဲ့တော့ထပ်ပြီးတော့သိချင်တဲ့အခြေအနေရှိတယ်ဆိုလို့ရှိရင်နောက်ထပ်ပြီးတော့လေ့လာချင်တဲ့ပေါ့နော်ဒီ GF final grade နေ့နဲ့ပတ်သက်ပြီးတော့ပဲထပ်ပြီးလေ့လာချင်တဲ့ပိုင်းတွေနောက်ကျမတို့ဒီလက်တွေ့ကိုယ့်ရဲ့ ့ laboratory လုပ်တယ်ပေါ့နော်ဒီကိုယ့်ရဲ့ practical လုပ် practice လုပ်တဲ့ level ထဲမှာကိုယ်လက်ရှိလုပ်နေတဲ့ daily ဟိုအတွင်းမှာ level ထဲမှာဒါနဲ့ပတ်သက်ပြီးတော့ problem တွေရှိရဒါမှမဟုတ်ရှင်လည်းပဲချင်းချင်းပေါ့နော်ဒီ grading နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့သိကြအောင်လို့ share နေတဲ့ဟာတွေရှိတယ်ဆိုလို့ရှင်လည်းပဲ share ပါနောက်တစ်ခါကျတော့ software တွေသုံးတာဒီလက်ပေါ်ကနီးပညာအမြင့်တွေသုံးတာမှာကျွန်မခုနပြောလို့ပါ rate blanking ဆိုတာမျိုးဒါမျိုးတွေသုံးတာအဲဒါမျိုးတွေဆိုလို့ရှင်လည်းပဲအာ ဟိုကိုမသုံးနေရရှိရဆိုလို့ရှိရင်ကိုညှခဲ့ပါမှာเนาะဒါလေးကကျမတို့ကိုတခုတည်းဒီဒီ YouTube video တခုတည်းနေမဟုတ်ဘဲねဒီ issue ပြီးတော့အဲကျမလေ့လာနေကြတဲ့လူတွေအကုန်လုံးအတွက်ကိုလည်းပဲအကျိုးများချင်မှာဖြစ်တယ်ဆိုတာပြောကြရင်ねဒီမှာခဏရမှာဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်